ဟုတ်ကဲ့ပါဆရာဆရာအနေနဲ့ဒီဖြစ်တော်ခက်စင်ပေါ်ကသင်ခန်းစာယူစရာလေးတွေလည်းဆွေးနွေးတင်ပြပေးခဲ့တယ်။ဒါ့အပြင်ကိုဆက်လက်လုပ်ဆောင်မယ့်လုပ်ငန်းစဉ်တွေမှာလည်းအကြံပြုချက်အကောင်းလေးတွေအများကြီးပေးခဲ့တဲ့အတွက်လည်းကျေးဇူးများတဲ့ပါပဲဆရာ။ဆရာအနေနဲ့ဆက်လက်ပြီးတော့ဖြည့်စွက်ပြောကြားချက်ကိုကြားပါရရှိရဲ့ဆိုရင်ဆက်လက်ဆွေးနွေးပေးပါအောင်ဆရာ။ဟုတ်ကဲ့ကောင်းပါပြီ။အခုလက်ရှိဖြစ်စဉ်ဖြစ်ရတဲ့သဘာဝပေဒုက္ခအန္တရာယ်တွေကိုကျွန်တော်အာလေးလာမိသလောက်အချင်းချင်းလေး အကျဉ်းချုပ်တင်ဆက်ပေးပြီးဖြစ်ပါတယ်။အကြံပြုဖြည့်ဆွတ်ခြင်းတာကတော့တစ်အချက်ကတော့ကျွန်တော်တို့ဒီအနိဋ္ဌာယုံမြင်ကွင်းတွေပေါ်ပေါက်ပြီးတဲ့နောက်ပိုင်းမှာဒီအခြေအနေအရကြကိုအမျက်ထုတ်အသုံးချတဲ့လူပုဂ္ဂိုလ်တွေပေါ်ထွက်စမြဲပဲဖြစ်ပါတယ်။အဲတော့အခုလက်ရှိအခြေအနေအရကျွန်တော်တို့နိုင်ငံအတွင်းမှာဆောက်လွယ်ပစ္စည်းလိုအပ်ချက်တွေများလာတယ်။အခြေခံစားသောက်ကုန်ပစ္စည်းတွေလည်းလိုအပ်လာတယ်။လူသုံးကုန်ပစ္စည်းတွေလည်းလိုအပ်လာတယ်။ တို့သဖြင့်အလင်းတန်တဲ့နဲ့ပြည်သူတွေဟာမိမိတို့ရဲ့အမြဲတမ်းနေအိမ်တွေကနေရွှေ့ပြောင်းပြီးတော့မှယာယီအဆောက်အဦတွေမှာနေနေရတာဖြစ်တဲ့အတွက်တို့လည်းအခဲခဲအတိုင်းအတာတစ်ခုခုကိုအချိန်တိုင်းတာတစ်ခုထိရင်ဆိုင်ကျော်လွှားနေရတာဖြစ်ပါတယ်။အဲလိုရင်ဆိုင်ကျော်လွှားနေရတဲ့အချိန်မှာကျွန်တော်တို့မြန်မာပြည်သူတွေဟာကူညီပေးကြကြတယ်၊တန်နိုင်သွေးအလားလှူကြတန်းကြတယ်။ဒါလေးတွေကကောင်းတဲ့အစဉ်လာလေးတွေပဲဖြစ်ပါတယ်။ ဘလားတူတစ်ချိန်တည်းမှာပဲဘာတွေပေါ်လာလဲဆိုတော့ကျွန်တော်တို့နိုင်ငံရေးရအမျက်ထုတ်တာတွေစီးပွားရေးရကုန်စည်နှုန်းကြီးနေတဲ့အရာတွေနောက်တချို့ကထင်အောင်ထင်မှားသတင်းတွေထုတ်လွှင့်တာတွေပြည်သူတွေကို အထိတ်တလန့်ဖြစ်စေတဲ့သတင်းထုတ်လွှင့်တာလေးတွေတွေ့နေရပါတယ်။အဲဒီတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှလက်တလုံးနိုင်ငံကအရေးတကြီးလိုအပ်တဲ့ပစ္စည်းတွေကိုတင်းတင်းလျောက်ပတ်တဲ့ဈေးနှုန်းတက်ပို့ပြီးတော့မှအမြတ်ကြီးမစားဖို့ဈေးနှုန်းအဆမတန်မတင်ကြဖို့ အဒီဒုက္ခခံနေရတဲ့ပြည်သူတွေကိုစာနာထောက်ထားကြဖို့မေတ္တာရက်ခံလိုပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့အမြဲတမ်းပြောနေရလေးတွေရှိပါတယ်။ရှုမြင်သုံးသပ်ချက်တွေအများကြီးတွေမှာလူတွေဟာလူမျိုးမျိုးစိတ်ထွေထွေဖြစ်တဲ့အတွက်ရှုထောင့်ပေါင်းစုံထင်မြင်ချက်ပေါင်းစုံပြောဆိုမှုပေါင်းစုံတွေရှိလာနိုင်ပါတယ်။ရှိလာနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစစ်မှန်တဲ့ယုတ်တိဗေဒဆန်တဲ့လက်တွေ့ကြတဲ့ထိရောက်တဲ့အကြောင်းအရာတွေကိုပဲ လက်ခံယုံကြည်ကြဖို့အများပြည်သူကိုမြတ်တာရက်ခံလိုပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့အခုအကူအညီတွေပေးနေတဲ့နေရာမှာအချို့သောလူပုဂ္ဂိုလ်တွေဟာအကူအညီပေးသလိုလိုနဲ့ကျွန်တော်တို့ဝင်ပြီးတော့မှအမျက်ထုတ်နေတာရှိပါတယ်။ကျွန်တော်ကတနေ့ကကြားပါတယ်မန္တလေးမစိုးရင်တိုက်တဲ့မှာအဆောက်အဦတွေပြိုပြီးတော့မှဟလာတန်နာတော်တွေဟလာပြန်လုံတော်မူတဲ့အပျက်စီးတွေကြားမှာရှိနေတဲ့အချိန်မှာလူတယောက်ကရောက်လာပြီးတော့ ဘိုင်းဝန်ကူညီလုပ်ပေးသလိုလိုနဲ့ဖက်တီးဆိုတဲ့လူတယောက်က360လိမ့်နေသွားတယ်လူပြောက်သွားတယ်လို့ကြားသိရပါတယ်အလားတူပဲတချို့နေရာတွေမှာလည်းအလူခံရရှိတဲ့ငွေကြေးတွေကိုစနစ်ကြသုံးဆမှုတွေစီမံခန့်ခွဲမှုတွေအားနည်းတာဖြစ်တဲ့အတွက်အဲတကယ်လိုအပ်တဲ့လူပုဂ္ဂိုလ်တွေစီကိုထိထိရောက်မှန်မှန်ကန်ကန်ရောက်ရှိတာမျိုးမရှိပဲအကူအညီတွေသွားပေးတဲ့နေရာမှာလူရက်တာတွေတိုးဝေတာတွေရံဖြစ်တာတွေဖြစ်တာဖြစ်တဲ့အတွက် ဒေတာဒေတန္ဒရအာနာပိုင်တွေက အခုဆိုရင်အချိန်ကာလတစ်ခုဆိုဘယ်နေရာတွေမှာဘာပစ္စည်းတွေလိုတဲ့လူဘလောက်ဆိုတာရှိတဲ့အတွက်အဲ့လိုအပ်ချက်နေရာတွေနဲ့အလူဒါနပြုတဲ့လူပုံကိုယ်တွေကိုစနစ်တကျချိတ်ဆက်ပေးဖို့လိုပါတယ်စနစ်ကျလည်းပေးအပ်ဖို့လိုပါတယ်တချို့ကြတော့လူတွေကအလူပေးနေဆို ပြေးကြတယ်လူရဲကြတယ်တိုးဝေးကြတယ်တယောက်တည်းနှစ်ကြိမ်သုံးကြိမ်ယူတယ်တကယ်တမ်းကျတော့လူစိတ်မရပဲနဲ့တချို့ကြတော့ လုံးဝမရဘဲနဲ့စားစရာမရှိတာလေးတွေရှိနေတာဖြစ်တဲ့အတွက်အကူအညီလှူဒန်းမှုတွေကိုလည်းစနစ်စရနဲ့လူစိတ်ရရှိအောင်မျှမျှတတရရှိအောင်ဆောင်ရွက်ပေးသင့်တယ်လို့ထင်မြင်ယူဆပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့အခုလက်ရှိအနာဂတ်ကာလအတွင်းမှာမြန်မာနိုင်ငံရဲ့ငလင်တန်းကိုအစိုးဆုံးအခြေအနေကိုမျှော်တွေးပြီးတော့မှငလင်တန်းမြေတွေ့မြေမြတန်းခံအောင်ဆောက်ရမယ်။ဆောက်လုပ်ရေးနည်းပညာ ျွန်တော်တို့ structure engineering နေပညာ server ရှိတဲ့အခေရှိတဲ့အခြားသောငလင်းနဲ့ပတ်သက်တဲ့ပညာရှင်တွေဟာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့လန္ဒရာအဆောက်အဦဇေဒီပထိုးအဆောက်အဦမြေသိအဆောက်အဦမဆိုဆောက်လုပ်တဲ့နေရာမှာခင့်နဲ့ညီတဲ့လမ်းညွန်မှုတွေစီမင်းစည်းကမ်းစံသတ်မှတ်ချက်တွေဟာမဖြစ်မနေဆောင်ရွက်ဖို့ပြဋ္ဌာန်းဖို့လိုပါတယ်။အဲဒီပြဋ္ဌာန်းတဲ့နေရာမှာလဲတပ်ပါတီလို့ခေါ်တဲ့အဖွဲ့အစည်းကိုကျွန်တော်တို့စစ်ဆေးခိုင်းပြီးတော့မှစနစ်ကျ လူနေခွင့်ပေးအပ်တယ်လို့ယူဆပါတယ်။မြို့တွေပြောင်းရွှေ့လာတဲ့ရှိတဲ့အခြေအနေမှာပေါ်ပေါက်လာတဲ့အခြေအနေကိုရင်ဆိုင်နိုင်အောင်ကျော်လွှားနိုင်အောင်စီမံဆောင်ရွက်တင်တယ်လို့ထင်မြင်ယူဆပါတယ်။နောက်တစ်ခုကတော့တဘာဘဘေးဒုက္ခအန္တရာယ်ဆိုတာလူတွေကရှောင်လွဲလို့မရတာဖြစ်တဲ့အတွက်ဂျပန်နိုင်ငံရဲ့စံနမူနာကိုကျွန်တော်တို့ယူအားမှာဖြစ်ပါတယ်။ဂျပန်နိုင်ငံလောက်လှုပ်တဲ့ငလျင်ဂျပန်နိုင်ငံလောက်ပြင်းထန်တာဂျပန်နိုင်ငံလောက်ဆူနာမီဒဏ်ခံရတာမရှိပါဘူး။ ဂျပန်ပြည်သူပြည်သားတွေအလုံးဟာဒီဒဏ်တွေကိုကြံ့ကြံ့ခိုင်ပြီးတော့ရင်ဆိုင်ကြော်လွှားနေကြတာဖြစ်ပါတယ်။အဲဒီတော့ဂျပန်နိုင်ငံရဲ့လုံနီးလုံဟန်တွေးခေါ်ပုံတွေကို စနစ်တကျဆန္ဒနာသယူသိမ့်ပါတယ်။ကျွန်တော်တို့ကျွမ်းကျင်သူတွေရဲ့ပြောကြားချက်တွေကိုပေါ်ပေါ်တန်တန်မတွက်ပဲနဲ့အလေးထားထည့်သွင်းစဉ်းစားသင့်တယ်လို့ထင်မြင်ယူဆပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာငင်းလင်းကြီးလှုပ်ခတ်ဖို့အချိန်ကာလကြာရောက်ပြီးကြော်လွန်နေပါပြီဆိုတဲ့ပြောကြားချက်ကို မိုးလေဝသနဲ့ဇလဝေဒညွှန်ကြားရေးမှူးချုပ်ဟောင်းရှာယီဦးထွန်းလွင်ကပြောကြားခဲ့ပူပါတယ်ပြောကြားတဲ့ပညာရှင်တွေရဲ့ပြောကြားချက်တွေကိုပေါ်ပေါ်ဆဆမတွေ့ပဲနဲ့အလေးနက်ထားပြင်ဆင်ဆောင်ရွက်တယ်လို့ထင်မြင်ယူဆပါတယ်အဲ့လိုပြင်ဆင်ဆောင်ရွက်တဲ့နေရာမှာလဲအကြောက်လွန်ခြင်းနဲ့ပေါ်ရောခြင်းကြားထဲမှာတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့ခံယူပြင်ဆင်ကြဖို့လိုအပ်ပါတယ်အခုလိုအခက်အခဲကြီးကိုကြော်လာတဲ့နေရာမှာကျွန်တော်တို့က ရင်တော့ကျွန်တော်တို့နဲ့အလားပြပတငယ်ချင်းနေနဲ့တွေ့ဆုံတဲ့နေရာမှာပြောဥပါတယ် you can change challenges into opportunity မင်းတို့အခုလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေစိန်ခေါ်မှုတွေကိုအခွင့်အလမ်းဖြစ်ကြောင်းလဲနိုင်ရမယ်ဆိုတာမျိုးလေးတွေရှိပါတယ်အဲဒီတွေ့လူသစ်စိတ်သစ်နဲ့ကျွန်တော်ခွန်အားသစ်အတွေးမြင်သစ်တွေနဲ့တူဇလုံးလားဝရိယနဲ့ရင်ဆိုင်ကြော်လာပြီးပုံမကောင်းမွန်တဲ့အနာဂတ်ကိုတိဆောက်ကြပါစို့လို့ပြောကြလိုပါတယ်